အားလုံးပဲမင်္ဂလာပါဒီနေ့ပူတင်အော်ဒီယို channel လေးကနေပြီးတော့ဖတ်ပြပေးသွားမယ့်ဝိထုတူလေးကတော့ဆရာတက္ကသိုလ်ဖုန်နိုင်ရေးသားခဲ့တဲ့ထီးရိတ်ခုပူသောမင်းကလေးဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ဝိထုတူလေးကို မဖတ်ပြပေးသေးခင်လေးမှာပူတင်တို့အော်ဒီယို channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်ထားပြီးတော့ဗေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးနော် နှလုံးသားမှန်သမျှတွင် ခံစားမှုကိုမွေးဖွားသည့်အစွဲလေးတွေရှိစမည်။ငွေလမြင်တိုင်းမျက်ရည်ဝိုင်းသည်။တချို့ကဤသို့ဖွဲသည်။ဗရောက်တွေပွေမှဖြင့်အချို့ကဤသို့ရှိုက်သည်။မိုးတွေရွာမှဖြင့်ကင်ကွယ်။ဤသို့ညီသူကလည်းညီသည်။အော်ကို့မှလည်းလွမ်းစရာလေးရှိသည်။မိုးညိုညိုကိုကြည့်ပြီးကိုတပြင်းချမိသည်။ကိုကအညာသား။အညာသားဆိုတော့မိုးကြောက်သည်။ အညာမှနေမိုးများသောရန်ကုန်သို့မိုးရင်းကြီး၌ရာထူးတက်ပြောင်းလာရကတော့ကမတ်တိုင်တွင် ရရင် ကိုကတပြင်းချနေမိသည်မိုးခိုအဆောက်အုံလေးတွေတွင် လူတွေပြည့်ကျက်နေသဖြင့်ကိုကလမ်းဘေးလေဟာတွင်ရက်နေသည်ဤသို့လိုပင်ရက်နေကြသူတွေလည်းတပုံတမားကြီးမိုးလေးကတဖွဲဖွဲကျလာနေသည် ကိုကထိပွင့်ဆောင်မိရက်နေသည်ထိအပြင်မိုးကိုအတင့်အတင့်ကာနိုင်သောပစ္စည်းကိုကိုပေါ်မှာရှိသေး၏ ကိုကိုပေါ်ပိုင်းမှာအဖြူရောင်မိုးကကြကင်းအင်ကြီးကိုဝစ်ထားသည်ဒီအင်ကြီးမှာကခေါင်းစုလဲပါသည်အင်ကြီးစေကိုအဆုံးထိပိတ်ပခုံးပေါ်မှာကြောစီတွဲလောင်းကြနေသောခေါင်းစုကိုခေါင်းမှဆုမိအောက်တွင်ကြိုချီထိုအခါတွင် တော်ယုံတယုံမိုးကိုခံနိုင်သည်အပိုင်းတော်မိုးဆူနိုင်သည်ကိစ္စမရှိ ကိုပခုံးမှလွဲထားသောအိတ်အတွင်မှပစိုးအသေးတထဲပါသေးသည် တိုက်ပုံအင်ဂျီနှင့် စတစ်ကောလာအင်ဂျီလည်းပါသေးသည်။ရုံကန်းဘီရိုအောက်ဆင်တွင်ဂရီပါတဲကျွတ်တက်မန္တလေးဖယံတရံလည်းပါသေးသည်။လမ်းမှာဘလောက်ပဲမိုးဆူဆူရုံရောက်လျင်ကိုကအမြဲတမ်း၆၆တွေ့တွေ့တတရရက်ခန့်ခန့်ညံ့ညာ။ဟောဒီလိုလမ်းဘေးကမှတ်တိုင်မှာတော့ကိုလည်းပါကောင်းနီ။လူတိုင်းတွေကတယောက်လူတိုင်းထိမပါသည်ကိုကိုတတိပြုမိသည် အထူးသဖြင့်ယောက်ျားလေးလူငယ်လူရွယ်တွေ အော်သူတို့ရန်ကုန်သားတွေကမိုးတိတ်ကြောက်ပုံမရခေါင်းပေါ်မိုးပေါက်ကြခြင်းအင်ကြီးလုံးကြီးမိုးနဲ့နဲ့လောက်ဆူခြင်းကိုမှုကြပုံမပေါ်ကိုကတော့သပင်ဆူလျင်ဖက်နက်ဆူကိုကြကြစီးထားလျင်အနေငယ်နှာစီးနှာမွန်ဖြစ်လာတတ်သည် ထို့ကြောင့်လဲမိုးကာကွယ်ရေးအပြည့်အစုံကိုလှုပ်ထားသည်ဇကေမိုးကအင်ကြီးနှင့်ထီးပါပေါင်းလိုက်သောအခါရန်ကုန်မိုးကိုကိုသိမ့်မကြောက်တော့ကားတွေကအဆက်မပြတ်တော့ရောက်ရောက်လာသည် ရောက်လာသည်များကလည်းလူအပြင်းနဲ့တိုးတိုးဝင်းဝင်းနဲ့စီးတက်စီးနိုင်သူများတက်လိုက်သွားကြ၏ကိုကမူအတင့်အတင့်ချောင်းမိကားကိုစောင့်နေသည်ကို့နာကိုလူတွေကတ်လာသည်ကိုသတိပြုမိ၏ကို့အပြင်ထီးပွင့်ဆောင်ထားသူ၃၄ဦးသာရှိသေးသည်သူတို့အနီးတွင်လည်းလူတွေကတ်နေ၏တင်းတင်းတင်းရနံတစ်ခုရသည်ထင်၏ကို့လက်မောင်းကလည်းနူးညံ့ညံ့အတွေ့တရက်ကိုတီးလိုက်သည် ကုံကုံကြည့်လိုက်တော့အခါမိမပြိုလေးတူကကျွန်တော်အနီးကျက်နေသည် သူကိုလေးကကိုကိုလက်ထိနေသည့်အပြင်သူကောင်လေးကကိုထီအောင်ရောက်နေသည်သူပါသူတော့ရောက်လာဟန်မတူတိုးကြတွန်းကြ၍ရောက်လာဟန်နေတူသည်မိန်းကလေးကကိုညာဘက်မှဖြစ်သည်ဘယ်ဘက်မှလူငယ်သုံးဦးခေါင်းများကလည်းကိုထီအောင်ရောက်လာကြသည်ဆောဆောကဖွဲ့ဖွဲ့တတကြတော့မူသည်ယခုမိုးပေါင်များဖြစ်လာနေပြီ ။အော်ထီအောက်ခေါင်းတလုံးမြဝင်ကြသည်မမဆန်။ရန်ကုန်သားရန်ကုန်သူများလည်းဖြစ်လျင်ခေါင်းတော်မိုးမဆူခြင်းဟန်ရှိသည်။ကားသုံးစီးကရှေ့စင်နောက်စင်ရောက်လာကြသည်။မိုးကလည်းရွာနေတော့လူတွေက ကားမရွေးနိုင်တော့ပဲ တွေ့ရကားပေါ်တက်လိုက်ကြသည်။ကိုကနောက်ဆုံးကားစီးလျှောက်သွားပြီးတက်သည်။ထုံးစံအတိုင်းအပေါဝါမှလူတွေကဖယ်မပေးတင်ကြသဖြင့်စပယ်ယာဤအမိန်အတိုင်းကိုကအတွင်ပိုင်းစီခက်ခက်ခဲခဲတိုးဝင်ခဲ့ရသည် ်ခွေးချေပူလေးပေါ်တွင်ကိုထိုင်သည် ကိုကျော်ဘက်တွင်ကားရှိပိုင်းအကားသာရှိတော်သည် လူတွေကဆက်တက်သည်အလဲတန်းခွေးချေကလေးအပေါ်လူတွေကပြေးသွားသည်ကားကလည်းအချိန်နှစ်ထွက်၏ခက်ကားကားဖြစ်နေသော ကိုဒူးနှစ်ဖက်ကြားသို့ကိုလေးတစ်ခုကြောခိုင်းလျက်သာဝင်လာသည်အော်မိန်ကလေးစောစောကကိုထီအောင်ရောက်ခဲ့သည်မိန်ကလေး ။ဆော့ဆော့ကလည်းလူတွေတိုး၍တွန်း၍ကိုထီအောင်ရောက်ခဲ့သည်။ယခုလည်းလူတွေပြည့်၍ကြဲ၍ကားအရှိန်ကတွန်းသောကြောင့်သူ့ခါလေးကိုတူကြရောက်လာသည်။မိလာဒီကသူ့ကိုလေးသူမဟုတ်လေမမိလျင်မဖြစ်အောင်တွန်းပို့ခံရသည်သူ့ကိုလေး။အာဒအာနာစိတ်မတက်မတာဖြစ်ရသည်ကကိုမင်းကလေးကတော့ဘာကူမှပမာမပြူဟန်လိုက်ပါလာသည်။ကြောဘက်သူလှည့်ဝင်မိမကြီးဤဒီပင်ကောင်းပါဤအနေဆုံးကိုအာနာယတတသည် ပန်းဆိုးတဲ့အနီးမှတ်တိုင်တွင် လူအများစင်းကြသည်ကလေးမလေးလည်းစင်းသည် ကိုလည်းစင်းသည်မိုးကတဖြောက်ဖြောက်လေးရွာနေသောကြောင့်ကိုထီဖွင့်ဆောင်သည်ကလေးမက ရှေ့နာတွင်လက်လေးတစ်ဖက်ကချင်းလေးကိုဆွဲပြီးလက်လေးတစ်ဖက်ကခေါင်းလေးကိုအုပ်ကာတွတ်တွတ်ရှောင်နေ၏ကိုက ခြေလန်းကျဲများဖြင့်ကလေးမကိုမိလိုက်၏ကိုထီကကလေးမအပေါ်မိုးမိသွားသည်ဒါပါလောက်တာလေမင်းကိုမိုးမဆိုးစေချင်လို့ပါ မလိုပါဘူး မင်းဟာမိတ်မပြူလေမင်းဘလို့မြင်မယ်ဘလို့ထင်မယ်ဆိုတာတို့တွေးခေါ်တတ်ကြည့်ပါတယ်ဒီတော့ဒီ ठी ကိုကင်ပြီးမင်းပါသာလွတ်လွတ်လပ်လပ်လျှောက်တို့ကမိုးကပါတယ်ခက်ကွာကာကလျှောက်ပါမယ်မိုးလွတ်တဲ့နေရာရောက်တော့ ठी ကိုပြန်ပေးပေါ့ဒါမျိုးတွေယိုးနေပြီကလေးမကကိုထီအောင်မှထွက်ပြီးအပြေးကလေးအရှိကသွား၏ပြေးဖို့မလိုပါကိုရက်ကြံခဲ့သည်ကိုယ်တကူလုံးထူပူနေသည်ကိုမျက်နှာနှင်နှွေရများသည်ညည်းနေမိထင်၏ ရှေ့ခလန်လန်ရောက်မှကလေးမကသမင်လေးပြန်လှည့်ကြည့်သည်မျက်လုံးကလေးများလှသည်ကိုသတိပြုမိသည်။အော်မျက်နှာလေးလည်းလှသည်ပြီးတော့နုသည်သည်။ထီဆောင်ရင်မိုးရေထဲတွင် ကိုဆက်ရက်နေ၏။ကလေးမကိုအပြစ်မတင်ပါကိုကိုကိုသာအပြစ်တင်မိသည်။ဒါမျိုးရိုးနေပြီဆိုတော့ကလေးမ၏စကားသံနာတွင်မှပဲ့တင်နေသည်။မှန်ပေမည်။ဒီဟာကရန်ကုန်ကလေးမကလှသည်နုနုကလေးလှသည်ဒီတော့ဒီဟာမျိုးတွေကလေးမအတွက်ယူနေမည်။ တခုပဲပြောချင်သည်ကလေးမှာကို့အတွက်မယူပါကို့ထားမျိုးတွေမလုပ်ဘူးပါကမက်တိုင်းသူကိုရောက်ခဲ့ပြန်သည်မရောက်လျင်မဖြစ်နေတိုင်းရောက်ရမည်ကိုယုံကိုဒီလန်းကသွားရသည်အော်အဟင်းဒီကမက်တိုင်းလေးကဘဝဤတစ္ဆာကလေးဖြစ်လာခဲ့ပါပကောကလေးမကိုလည်းတွေ့ရသည်လူတွေကြက်နေသောမူးခိုအဆောင်လေးဤအစွန်အပြင်ဘက်မှာဒီတိုင်းဆိုလျင်ဒီနေရာမှာကလေးမနှင့်နေတိုင်းလိုလိုဆုံရတော်မူ မြတ်စွာဘုရားကမတိုင်လိုခလေးမကကိုဘွားဤတစ္ဆာကလေးတစ်ခုများဖြစ်လာလေဦးမလားကိုထိတ်လန့်ကြောက်ရွံ့သွားသည်မိမလလေးတူသည်ဘဝဤတစ္ဆာဖြစ်လာသည်ဆိုပါတော့ဘာတစ္ဆာမျိုးဖြစ်မည်နည်းဒုက္ခတစ္ဆာသာဖြစ်ဖို့များသည်ဤဒီကကိုအတိဘဝကပေးထားသောကိုအတိခလေးမကိုကိုမြင်စဉ်က ခလေးမကကိုကိုစိုက်ကြည့်နေသည် သူကကိုအလျင်မင်းဟမတူမျိုးလုံးဟူသည်ကအခက်သား ညလုံးဟူသည်တန်လိုက်တက်နှင့်ဆန့်ကျင်ဘက်အလုံးလုံးသည်ထင်၏တန်လိုက်တက်တွင်က မတူလျင်ဆွဲဆောင်သည် တူလျင်တွန်းကန်သည်ညလုံးချင်းကြတော့တူလျက်နှင့်ဆွဲဆောင်သည်ခလေးမ၏ညလုံးလေးများကိုကိုခိတ္တဆိုင်ကြည့်မိသည်ပြီးတော့မှညလုံးလွှဲရသည်ညလုံးကလွှဲသည်မဟုတ်စိတ်ကညလုံးကိုလွှဲဖြစ်သည်ကိုယ်ဆိုသည့်ကိုကမိန်းကလေးတအူဤမျက်လုံးများကိုကြာကြာမဆိုင်ကြည့်ရဲ့စိတ်ဓာတ်အာတိတိဟုခေါ်ရမည်လော ခေါ်ခြင်းလဲခေါ်ကြတော့သူများမျက်လုံးများကိုကြကြစိုက်ကြည့်ရန်ကို အားနာသည် ခလေးမနှင့်တော်တော်ဝေးရတွင် ကိုသွားရက်သည်မိုးကဖွဲ့ဖွဲ့ဆာရွာသည်မိုးဆိုသည်ကကိုတို့ယုံစင်ယုံတက်အလုံးလို့ရသူများအပေါ်တန်ရောစင်ကြည်ပုံရသည်ယုံတက်ချိန်ဆိုရင်အမြဲရွာပေးသည်ကြားတွင်တိတ်ချင်တိတ်နေမည်ယုံစင်ချိန်ဆိုရင်ရွာပြန်လျော်ကိုကထီးဖွင့်မဆောင်တော့ ာကြောင့်ရင်မသိထီဖွင့်ဆောင်ရမည်ကို ကို စိတ်တွင်နိုင်မလုံဖြစ်နေသည် ခလေးမကကိုနှိလှမ်းလှမ်းမှရက်နေသည်ကိုကိုတီသည်မျက်စိထဲတွင် ခလေးမမျက်နှာလေးကရေးရေးပေါ်နေသည်ဖြင့်စိတ်တွင်၌ခလေးမအနီးတွင်ရက်နေပြီးတကယ်သူခံစားရသည်ဒီတော့ထီဖွင့်ဆောင်ရမည်ကို ကိုစိတ်တွင်တမျိုးကြီးဖြစ်နေသည် ကိုကမိုးကကြကင်ကောင်းစုကိုတာကောင်းမှဖုံးလိုက်သည်မိတိုင်းကျတော့မချီမိုးဖွဲ့ဖွဲ့သာဖြစ်၍မလို့ ကားနှစ်စီးထိုးဆိုင်လာသည်ကားတစ်စီးတွင် ခလေးမနှင့်ကိုသွားဆောင်သည်ကားပေါ်မတက်မီ ခလေးမ၏မျက်လုံးလေးများကကိုကိုဝေ့ကြည့်သွားသည်ခလေးမပြီးလျင် ကိုတက်နိုင်သည် ကိုကမတက်တော့နောက်ကားစီသွားပြီး ကိုတက်သည်စိတ်ချမ်းသာတကယ်သို့မူဖြစ်မိသားတကားတဲ့စီမီ၍မနေကလိုကို့ထူချသူရောက်လာရင် ခတ်တော်မီ မနေကထအနေရအထိုင်ရကြက်မီ ပန်းစိုးတန်းအနီးမှတ်တိုင်တွင် ကိုစင်းသောအခါခလေးမစီးသွားသောကားကဘူးကနေမောင်းထွက်သွား၏ခလေးမ၏အရေးအယံကိုမတွေ့ရတော့မိုးကတဲတဲဆာရွာသည် ကိုကထီဖွင့်ဆောင်၏အော်လိပ်ပြတ်တန်သွား၍ကိုထီဖွင့်ဆောင်ရပြီကောဟောဗျာပလက်ဖောင်းပေါ်မှာခရီးပင်ကြီးအောက်တွင် ခလေးမကိုသွားတွေ့သည်မိန်းကလေးကသူ့ချင်းလေးကိုမြေမှာချပြီးသူ့ခေါင်းပေါ်ကို လက်ကင်ပေါ်ဝါလေးတင်နေသည်ကိုချေလန်းရက်သွားသည် မျက်လုံးချင်းကလည်းစုံမိသည်ကိုကမျက်လုံးလွှဲမိအပြုခလီမာကပြုံသည် အော်ပြုံသောအခါမှခလီမာမျက်နှာကလေးကပိုလှပါတကားကိုကတတိဝင်လာပြီးကိုထီကိုလှမ်းပေး၏မလိုပါဘူးထီရိတ်ကကိုလိုက်မယ်ကိုဘာပြောပြောရမှန်းမသိသူ့ကိုလေးမိုးမဆူအောင်ထီကို သူ့ဘက်ရိုင်းရိုင်းမူပေးပြီးဆက်လျှောက်သည်ဘယ်ဘက်သွားမလဲပန်းစိုးတဲ့အောက်လန်းအထီလန်းကြုံရဲ့လားကြုံပါတယ် ပန်းစိုးတန်းအတိုင်းကိုတို့ရှောက်လာကြသည်မနေ့ကစိတ်ဆိုးသွားသလားဟင်အင်းဒါဖြင့်ဘာဖြစ်လို့သူများစီးတဲ့ကားကိုတက်မဲလုပ်ပြီးမှနေရင်လဲအဲ့ဒါကဟိုဟိုတင်းသူလိမ်မာလို့လားအင်းသူစိတ်ဆိုးတယ်မဟုတ်လားဘာကိုစိတ်ဆိုးရမှာလဲသူများကိုစိတ်မဆိုးပါဘူးအာအာအာနာလို့ဘသူကို ခလေးမကိုဘာကိုအာနာတာလဲကိုဘယ်လိုပြောရမလဲ ပြောချင်တယ်လို့ပြောอืมခတ်လိုက်တာเนาะကိုကိုအချင်းလွဲပြီးမင်းအစိမ့်နောက်ရက်ဖြစ်မှာကိုအားနာတယ်သူကောင်းလေးကကိုမေတ္တာရောက်သည်ကိုစကားကြောင့်သူမောကြည့်သည်သူမြဝန်လေးတွေဆင်ဆင်ဖြူပြီးပြပြရိတ်ဒီကိုကိုမြင်ရသည်မြက်တောင်လေးတွေနက်ပြီးကော့နေဒီကိုလည်းကိုမှတ်သားထားလိုက်သည်လမ်းဆုံမီပွိုင်းကိုကြော်ပြီးတော့အခါ၌မိုးကမတိတ်တိတ်လေးဖြစ်သွားသည် ယုံကြည်တယောက်ဤစင်ဝေအမိုးကြီးအောင်၌ကလေးမကရက်လိုက်သည်ကျေးဇူးပါပဲဒီလောက်ဆိုရပါပြီယုံရောက်ပြီလားကလေးမကပြုံးချူချူနဲ့ကိုကိုကြည့်ဤမရောက်သေးဘူးဒါပေမဲ့ဒီကနေမဝေးတော့ပါဘူးကိုတကူလုံးထုပ်ပူသွားပြန်ဤရှက်ရှက်နဲ့အာယူပြောလိုက်သည်ကိုနားလဲပါတယ်တွားပြီကလေးမကိုတို့ကျောင်းသားဘဝကမြမစာအတိကယူတော်တငယ်ချင်းများကြီးကန့်ရှင်ကြီးမေတ္တာစာကိုတူပြီးပြောကြတဲ့ကိုကြားဘူးသည် မိုးကိုလည်းရွာစေခြင်းသည်သူ့ကိုလည်းလာစေခြင်းသည်မိုးရွာတော့ချမ်းသာသည်သူလာတော့ဝမ်းသာသည် ကိုအဖြစ်ကသည်အတိုင်းဖြစ်နေသည်မိုးကိုအဲရွာစေခြင်းသည်ရွာစေခြင်းကမှမိုးကမရွာရုံတက်ချိန်မှမိုးကမရွာဒီတော့ကလေးမနှင့်ကားစိတ်မှတွေ့ပါသည် မကြာခဏတကားတည်းလဲစီကြသည် သူပြုံးပြလျင် ကိုပြုံးပြသည်တမင်တော့သွားစကားမပြောသူ့နာလဲသွားမရဲ့ရဲ့ ကားကအစင်းဆိုလျင်သူ့ကိုပြုံးပြီးနှုတ်ဆက်ခဲ့ပြီးကိုလန်ကိုတုတ်ချစ်တင်ပြေးခဲ့သည်။အော်မိုးမရွာလျင် သူနှစ်ကိုနှိဆက်ရန်အကြောင်းကိုမမြင်ပါတကား။ထို့ကြောင့်မိုးကိုမျှော်ရသည်။တသက်နှစ်တကိုကြောက်သောမိုးကိုမျှော်မိ၏။မိုးကိုလည်းရွာစေချင်ပါသည်။သူ့ကိုလည်းခနေရလောက်ကြမှာ ကိုရွှေမိုးကရုံတက်ချိန်တွင်ရွာသည်တကားတဲ့စီလာမိစားတော့ခရီးပင်အောက်ထီမဆောင်ရပါ ကားဘောကအစဉ်ကလေးကကိုထီအောင်သူပါလာသည် ကိုပြုံးမိသည်တွတ်တက်ခြင်းကားစိမ့်နှင့်ခရီးပင်က ခြေလန်း30မြောက်กว่าသည်ဒီတော့တွတ်တက်ခြင်းခြေလန်း30ကြီးများတွတ်တက်ခြင်းလမ်းတွင်ကလေးမကစမေးသည် သူ့နာမည်ကဘလူခေါ်တယ်လဲကိုငိုင်သွားမိ၏ဖြင်းမိပြုတ်ပြီးတော့မှစိုးရင်စိတ်တွေဝင်လာသည်ကိုမနာမည်ရှိပါတယ်ဒါပေမဲ့ကလေးမကိုကို့နာမည်မပြောတော့ဘူးလို့စိတ်ကူးထားတယ် ဘာဖြစ်လို့နားထောင်အောင်ကလေးမကလေးမနာမည်လဲကိုမမေးဘူးလို့တန်နိထန်ချထားတယ်။ရှင်ကိုယုံကိုလည်းကိုမပြောဘူးကလေးမယုံကိုလည်းကိုမမေးဘူး။ဘာဖြစ်လို့လဲကလေးမတင်ငါกินအောင် ရှင်ဒါမျိုးတွေရိုးနေပြီဆိုတဲ့ကလေးမရဲ့စကားဟာကိုကို တစီ၆တလို့အမြင်ချောင်းနေတယ်။ကလေးမမှာလုံလောက်တဲ့အကြောင်းရှိလို့ဒီစကားပြောတယ်ဆိုတာကိုနားလေတယ်။ဒါကြောင့်လဲကိုအပြစ်မတင်ဘူး။ကလေးမမှန်ပါတယ်။ ကိုတောင်းမှန်ခြင်း ਨੇ ဘာကိုလဲကိုတို့ဒီတိုင်းမဲ့နေသွားကြရအောင်ခလေးမကြည်ကျင်နဲ့နဲ့တင်ငါကင်းတဲ့နေကြမှာကိုနာမည်လည်းပြောပြရစီခလေးမနာမည်ကိုလည်းကိုတည်ပြရစီမြတ်တော်ကောများပြိ့လှန်၍မောကြည်ခြင်းကိုကိုခံရပြန်ဤခနာနိုင်မှုခလေးမကရဲပြီးမှတ်ချက်ချဤမဆိုးဘူးစင်ဝင်ကြီးအောက်တွင်ကိုကရက်ဤကဲသွားတော့ခလေးမ ကဗျာဆရာတွေနဲ့ကဗျာဆန်သူတွေကလတာသောညများလမိုက်သောညများဟူသောအတုံးနှုံကိုတုံးကြသည်။တာယာသောအချိန်များကလတာသောညများမတာယာသောအချိန်များကလမိုက်သောညများမဆိုးခလေးမပြောတဲ့ကဲ့သို့မဆိုးဘူးအဟင်းကို့အတွက်ကတော့မိုးရွာသောနေ့များမိုးတိတ်သောနေ့များမိုးတိတ်သောနေ့များကိုမတာယာသောနေ့များဟုကိုမဆိုးဝင်ပါတို့ရတွေမိုးရွာသောနေ့များကတာယာသောနေ့များ အဟုတ်အမှန်တကယ်တာယာတော်နေမြစံစံပန်ပန်တရင်ကျူမီကိုပင်ကျူတင်၍စိုးရိမ်မိတကယ်သူဖြစ်၏တရင်ကျူလျင်မူတိတ်သွားမည်မူတိတ်သွားလျင်မူကတိတ်သွားခဲ့သည်တရင်ကျူ၍မဟုတ်ပါဝါပင်မဝင်သေးပါခလေးမနှင့်စတွေ့ပြီးတလားကြောကြောအကြာ၌ကိုဘွားကြီးတိတ်သွားသည်ခလေးမပြတ်သွားသည်ခလေးမကိုမတွေ့ရတော့ပြီကားမတိုင်၌ပထမတနေ့မတွေ့စဉ်ကကိုအထွေထူးမထင်ခဲ့ ကိစ္စရှိသဖြင့်ဆော့ဆော့ထွက်သွားနေသည်ဖြစ်နိုင်၏သူမဟုတ်ကိစ္စရှိသဖြင့်ယုံနောက်ကြသည်လည်းဖြစ်နိုင်၏နောက်နေများမတွေ့သောအခါတွင်လည်းအော်ခွင့်ယူတာဟန်တူသည်ဤသို့သာတွေ့မိသည်နေများမကောင်းချာသလိုဤမျှတော့ပူမိသည်တပတ်မှ၁၀ရက်ဒီကမှ၂ပတ်ခလေးမမပေါ်လာတော့ဘယ်စီကိုလိုက်ချာမည်လဲမသိခလေးမမိသည့်ဌာနမှာအလုလုသည်ကိုလည်းကိုမသိပန်းဆိုးတဲ့အောက်ပိုင်းတဝိုက်တွင်ရုံးတွေကလည်းများပါပြီးချင်း အဒုတ်ဖစ်ဂျရယ်အင်္ဂလိပ်ဘာသာပြန်ဆိုသည့်ပါရှင်းကဗျာဆရာကြီး အိုမာခိုင်ရန်၏ရူဘီရက်ကဗျာမှစာလေးကိုတော်တတိယသည် And this was all harvest that I reap I came like water like wind I go ကောက်ရိတ်ချိန်သမေရသိင်ခေရကိုဆိုင်ရရေသူနယ်ကိုလာလေပမာကိုတော်အိုမာခိုင်ရန်ကမူဘဝအကြောင်းပြောသည်ယေဟူသည်ဘယ်ကလာမှန်းမသိပဲစီစဉ်နေရသည် လေကတော့ဘယ်စီရောက်မှမသိလွင့်သွားရသည် လောကစီလူတွေဒီပုံရောက်လာပြီးလောကမှာလူတွေဒီလူထွက်သွားကြသည်အိုမခရမ်းလောက်ဘဝကိုတည်တည်ဟုကိုမပြောနိုင် ကိုတည်တည်ကမင်းကလေးကိုထီရိတ်ခုပ်ဘူးသောမင်းကလေးရေသူနဲ့သူလာ၍လေပမာသူပြောက်သွားသည်အော်မေးလောက်ထိုက်သော6လခန့်အကြာမှအစားတစားရသည်ဆရာရှင်တန့်စာရေးလိုက်ပါတယ် တန့်ကိုဆေးရသိပါမလားတန့်လိုအောက်တန်းဆေးရမလေးကိုဆေးရမသိပင်မဲ့ဆေးရလိုအရာရှိတအူကိုမကြခင်မဲ့တန့်သိခဲ့ရပါတယ်တန့်ဝမ်းလဲတာတယ်ဝမ်းလဲနေတယ်ဒီတုန်းကတန့်ဟာအဲ့ရတဲမှာလဲနေတဲ့မိခင်အူကိုလှုပ်ကျွေးနေရသူပါကာစင်ကတ်တန့်မှာတန့်ရင်ထီလေးလူနိုင်သွားတော့အစားတန့်မဝင်နိုင်ဘူးအဲ့ဒါကြောင့်လဲတန့်နဲ့ဆေးရဇလန်လေးပို့ခဲ့တယ်မိုးရွာရမှာထိရိုက်တော့ခူချင်တာပေါ့ဆေးရရဲ့မခုချင်းသူရှိပါမလား ဒါပေမဲ့တန့်ပြောခဲ့သလိုဓာမျိုးတွေယိုးနေတဲ့အဖြစ်တန့်အများကြီးကြုံခဲ့ပူပါတယ်။တွေးစားကတော့ဆေးရကိုလည်းတန့်မယုံမှုတင်ကဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်တော့တန့်လူခဲ့ခဲ့မှခဲ့ပါတယ်။ဆေးရဟာလူယိုးလူကောင်းတူပါ။မိုးရွာထဲမှာဆေးရထီလေးကကျဲတော့အလွန်ခိုးလို့ကောင်းခဲ့ပါတယ်။အော်ဆေးရဟာလည်းဘဝတစ်ချောင်းလုံးခိုးလို့ကောင်းတဲ့ထီကြီးပါဆိုတာလဲတန့်တီးခဲ့ပါတယ်။ဒါပေမဲ့တန့်မာကချစ်သူရှိပြီးနေပြီး တန်းချစ်သူကတော့မြို့ကလေးတစ်မြို့မှာမူလာတန်းပြဆရာလေးလုပ်နေရတယ်။တန်းကလည်းရန်ကုန်မှာမိခင်ကိုလုပ်ကျွေးနေရတော့မယ်တစ်မြို့မောင်တရွာနဲ့တန်းတို့မနီးနိုင်ကြဘူး။ဆရာနဲ့တွေ့ပြီးတလားလောက်ကြာမှမိမိဆုံးသွားခဲ့ပါတယ်။တန်းလည်းတန်းချစ်သူခေါ်ရကိုလိုက်ပါသွားခဲ့ပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကိုတန်းခက်ခက်ခဲခဲလုပ်ခဲ့ရတာပါ။ဒါကိုပြောချင်လို့ဒီစာကိုတန်းရေးမိတယ်။နှလုံးသားဆိုတာခက်တာနော်။သူ့ထဲမှာမေတ္တာအတွက်နေရာလေးရှိတယ်၊ခယူနာအတွက်နေရာလေးရှိတယ်။ မောင်အတွက်တော့မြစ်တာပေါ့ဆေးရအတွက်တော့စိတ်မဆူးနဲ့မနော်ဂယုနာပေါ့ဒါပေမဲ့ဆေးရရေနှလုံးသားမှာကမြစ်တာနဲ့ဂယုနာအပြင်တစ္ဆာဆိုတာကလည်းရှိနေသေးတယ်တစ္ဆာဆိုတာကိုနှုတ်လိုက်ရင်လူနှလုံးသားဟာလူနှလုံးသားဟုတ်ပါတော့မလားဆရာကိုတန်အယူလောက်သွားတာမဟုတ်ပါဘူးဆရာကိုမယုံသင်္ကာဖြစ်လို့လည်းမဟုတ်တော့ပါဘူးအော်ဆရာကိုတန်မုံလည်းမမုံပါဘူးတန်နာမည်အပြည့်စုံကိုပြောဖို့လည်းမလိုတော့ပါဘူး တန်တူဘယ်မှာနေတယ်ဆိုတာလည်းမပြောတော့ပါဘူးတန်တူဟာအခုမိုးရိပ်တဲ့တန်တူထီသေးသေးလေးတွေနဲ့ပျော့ပျော့ရွှင်ရွှင်ပဲသွားနေကြပါတယ်ဆရာလူသူတော်ကောင်းတဦးရဲ့ထီရိပ်အောက်ကိုတနေ့မှထိုက်တန်သူတယောက်ရောက်လာလိမ့်မယ်လို့တန်ယုံတယ်စုလဲတောင်းပေးနေပါတယ်လေးစားယူသေးစွာဖြင့်တန်ဟုတ်ကဲ့နှလုံးသားမှန်သမျှတွင်ခံစားမှုကိုမွေးဖွားပေးသည့်အစွဲလေးတွေရှိသည်။ငွေလမြင်တိုင်းမျက်ရည်ဝိုင်းသည်တချို့ကဤသို့ဖွဲ့သည် ပတောက်တွေပွင့်မှဖြင့်တချို့ကဤသို့ရှိုက်သည်မိုးတွင်ရွာမှဖြစ်နေကွယ်ဤသို့ညီသူကလည်းညီသည် ကိုတွင်မှမိုးတွင်ရွာမှဖြင့်ကားမတိုင်းမှထီးဖွင့်၍စောင်းမိတိုင်းစောင်းမိတိုင်း ုတ်ကဲ့ပါရှင်ပူတင်းအခုတခါဖတ်ပြသွားတဲ့ဝိထုတုကလေးကတော့ဆရာတက်ကသူဖုန်နိုင်ရေးသားခဲ့တဲ့ထီးရိတ်ခုပူသောမင်းကလေးဆိုတဲ့ဝိထုတုကလေးပဲဖြစ်ပါတယ်။နားဆင်ကြသူများစိတ်နစ်သက်မယ်လို့မျှော်လင့်မိပါတယ်ရှင်။ပူတင်းတို့ channel လေးကနေနေ့စဉ်နေ့ရက်တိုင်းမှာအမြဲတစေဝိထုကောင်းတစ်ခုလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေရမှုပူတင်းတို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့နားဆင်ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။